မင်္ဂလာပါခင်ဗျာ Revelu Burma News Channel ကနေပြီးတော့စက်တဘာလ19ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စီးရီးသတင်းကတော့သကိုင်းခရိုင်မြင်းမှုမြို့နယ်ကစစ်ခွေးအုပ်စုကစစ်ရင်အားတွေဖြစ်တင်းနေပြီးတော့ရွေးကောက်ပွဲနီလာတာနဲ့အမျှ စစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြင်းမှုမြို့နယ်မှာစစ်ကောင်စီအုပ်စုနဲ့ပြူစောတိအထိုင်စခန်း၁၂ခုရှိပြီးတော့အဲ့ဒီအထိုင်စခန်းတွေမှာအင်အားဖြည့်ဖို့စူးစမ်းနေတာဖြစ်တယ်လို့သိရပါတယ်။စက်တင်ဘာလ၁၈ရက်နေ့ကမြင်းမှုမြို့ကိုဖျက်ကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခနဲ့စကိုင်းမြို့တပ်မ33ခေါ်အမတ်33ချင်းမြတ်တပ်မဌာနချုပ်ကြားစစ်ခွေးအုပ်စုရဲ့အင်အား60ခန့်ပါတယ်။တံများကာကာ10စီးနဲ့စစ်နှပိန်းကား10စီးစုစုပေါင်း ကားဆက်နှစည်းဟာကုလူသွားလာနေတာကိုတွေ့မြင်နေရပြီးတော့မြင်းမှုနယ်ထဲမှာစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတာလည်းဖြစ်နိုင်တယ်လို့ဒေသခံတော်လိုင်းရဲဘော်တို့ကသုံးသပ်ထားပါတယ်။တမ33ဘက်ကိုရိတ်ခါရီရဲ့လူအင်အားတွေရဲ့ခေါ်ဆောင်နေတယ်လို့ယူဆရပါတယ်။စပ်ပမာလာ၁၄ရက်နေ့ညနေပိုင်းကလည်းမြင်းမှုမြို့နယ်ပဲကူကြီးရွာကိုစိတ်ခွေးအုပ်စုကကားခွန်းစင်းနဲ့စေချောင်းထိုးစင်းနေပြီတဲ့နော်ပြည်သူကာကွယ်အဖွဲ့ပကပအထိုင်းစခန်းတစ်ခုကိုမိရှို့ဖျက်ဆီးခဲ့သေးတယ်လို့သိရပါဗျ ဘဲကူရွာကိုစစ်ကြောင်းထုံစီးနေနေတဲ့စစ်ခွေးအုပ်စုကရွာကံပြည်သူ28ဦးကိုတစားကံလူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးခဲ့ပြီးတော့စခန်းကိုစီးနေမိရှုပ်ပြီးတော့ပြန်ထွက်သွားတဲ့အချိန်မှာတစားကံပြည်သူတွေကိုပြန်လွတ်ပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဩဂတ်လ16ရက်နေ့မှာမြင်းမူမြို့နယ်အလကပကြီးရွာကပြည်သူ9ဦးကိုစစ်ခွေးအုပ်စုကတစားကံအဖြစ်နဲ့ဖမ်းဆီးသွားပြီးတဲ့နောက်ယနေ့အချိန်ထိပြန်မလွတ်ပေးသလိုမိသားစုနဲ့လည်းအဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။ လက်ရှိမှာစစ်ခွေးအုပ်စုကသခိုင်းမြို့နယ်ကစတင်ပြီးတော့သခိုင်းမုံရွာရွှေဘူကားလန်တလျှောက်ကမြို့ရွာတွေကိုစစ်ကြောင်းထုံးနေပြီးလူသက်လူရက်မိရှူရာတွေကိုကျူးလွန်နေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဩဂတ်လအတွင်းမှာသခိုင်းမြို့နယ်သခိုင်းမုံရွာကားလန်ဘော်ကကြေးရွာဆယ်ပါထက်မင်းဲကိုစစ်ခွေးအုပ်စုကစီးနှင်းကလူသက်လူရက်မိရှူဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုးတိုင်းညောင်လေးပင်မြို့နယ်မှာတရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရန်ကုညီဆောင်ရွက်ပေးပြီးတော့ပြည်သူကနီးမျိုးစုံနဲ့ဖိနှိပ်နေတဲ့ပြူစောတိကိုကိုဆိုတဲ့ကောင်ကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ18ရက်နေ့မှာညောင်လေးပင်မြို့နယ်တာဦးကျေးရွာမှာနေထိုင်တဲ့ပြူစောတိကိုကိုဆိုတဲ့ကောင်ကို Nice Stars UG အဖွဲ့ကသူ့ရဲ့နေအတွင်းမှာတွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလို့ဖမ်းဆီးပြီးတဲ့နောက်တာဦးရွာပြင်ကိုခေါ်ဆောင်လာတဲ့အချိန် ်ပြူစောတီ ကိုကိုဆိုတဲ့ကောင်က၎င်းရဲ့လွယ်အတွဲမှာပါလာတဲ့လက်ပြဘုံနဲ့ခုခံတိုက်ခိုက်ရန်လှုံ့ဆော်ခြင်းကြောင့်ပြစ်ခတ်ဖမ်းဆီးရမှာပွဲချင်းပြီးသိဆုံးသွားတယ်လို့သိရပါတယ်။သိဆုံးသွားတဲ့ပြူစောတီကိုကိုရဲ့လွယ်အထဲကနေပြီးတော့ Vivo ဖုန်းတစ်လုံး၊ပတ်စံအိတ်တစ်လုံး၊ငွေကျပ်၄000၊မှတ်ပုံတွေတစ်ခု၊အကြမ်းမဲ့စစ်တပ်ကထုတ်ပေးထားတဲ့လက်ပြဘုံတစ်လုံးတို့ကိုသိမ်းဆီးရရှိခဲ့ပြီးတော့ Nice Star UG ရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြူစောတီကိုကိုဆိုတဲ့ကောင်ဟာ အချမ်းမဆက်တက်ကပြုတ်လုံမဲ့တရားမဝင်ရွေးကောက်ပွဲဖျက်မြောက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ပေးနေသူလည်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်မရောက်မျိုးကဗိုလ်လေးခင်လိုက်နဲ့ပူပေါင်းပြီးတော့စစ်တောင်းမြေအတွင်ငါးရှာစားနေတဲ့ပြည်သူများထံကနေစက်ကြီးကောက်ခြင်းလုပ်ငန်းရှင်ဆက်လီများထံကနေပြီးတော့ဒစည်းကိုငွေကျပ်နှစ်သိန်းစက်ကြီးတောင်းခြင်းစစ်ပေးဆောင်ပြည်သူများကကျွဲနွားများအမဲပေါ်ရင်ဒကောင်ကငွေကျပ်၃000ကျွဲ ဂျားတဲ့ကနေမတရားကောက်ခံခြင်းများလုံဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။ပထမတော့ကျွန်တော်တို့ကရှင်းပြဖို့ထိမရည်ရွယ်ခဲ့ပါဘူး။မေးမြန်းပြီးတော့နောက်ဆုံးအချိန်သတိပေးပြီးပြန်လှုပ်ဖို့ပဲစီစဉ်ခဲ့တာ။သူ့ဘက်ကဆက်ပြီးတော့ကျွန်တော်တို့ရဲဘော်တွေကိုခုခံတုံ့ပြန်လာလို့ပြစ်ခတ်ရှင်းလင်းခဲ့ပြီးမှပြည်စည်းတွေကိုတင်းစီခဲ့တာလို့ Nasdaq UG ခေါင်းဆောင်မွေဘွေးကရှင်းပြထားပါတယ်။ဆက်လက်ပြီးတော့ဘကိုးတန်းရှိချမ်းမှာပြည်သူတွေကိုဒုက္ခပေးနေတဲ့ပြူစောထိမြောက်အုပ်ချုပ်ရေးမှုများနဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံနေပြီးတော့ ပြည်သူများကိုဒုက္ခပေးနေသူတွေကိုစီရေးပြတ်မဲ့အဖြစ်နဲ့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ Nicesters UG အဖွဲ့ကအသိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာလူငယ်များပြည်ပနိုင်ငံများကိုတရားမဝင်ထွက်ခွာနေမှုအပအဝင် နီလန်းမျိုးစုံနဲ့ထွက်ခွာနေမှုများကိုပါတားဆီးပေးရန်စစ်တပ်ကလုပ်ငန်းရှင်များကိုအကူအညီတောင်းလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်ဝန်ကြီးကိုကိုနိုင်ကစက်တဘာလ18ရက်နေ့မှာရန်ကုန်မြို့ UMFCCI ကိုလာရောက်ပြီးတော့လုပ်ငန်းရှင်များနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အခုလိုတွေ့ဆုံရမှာမြန်မာနိုင်ငံမှလူငယ်များနဲ့အလုပ်သမားများဟာပြည်ပနိုင်ငံများကိုတရားမဝင်ထွက်ခွာနေမှုများရှော့ချနိုင်ရေးအတွက်အကူအညီပေးကြရန်နဲ့ ်အလုတ်ကိုင်တဲ့များကိုဖန်တီးပေးရန်ဖိအားပေးလာတယ်လို့သိရပါတယ်။လူငယ်တွေနဲ့အလုတ်သမားတွေတရားဝင်လာရောတရားမဝင်လာရောပြည်ပကိုထွက်နေတာအများများနေတယ်။အဲဒါကြောင့်အဲ့ဒါတွေကိုရှော့ချနိုင်ဖို့အတွက်တားဆီးနိုင်ဖို့ဇီးပွားရေးလုပ်ငန်းရှင်တွေကုန်တယ်တွေအနေနဲ့အလုတ်ကိုင်အစ်စ်တွေဖန်တီးပေးဖို့လုပ်ငန်းဝင်မှာတတ်တာချောင်းချီရေးနဲ့ထိုက်တဲ့နဲ့လစာတွေကိုပေးကြဖို့ဝင်းကြီးကိုကိုနိုင်ကပြောပါတယ်။အဓိကနိုင်ငံတော်ဘက်ကလည်းသူတို့လုတ်ပေးနိုင်တာရှိရင်တင်ပြပါ။အလုတ်ကိုင်အစ်စ်တွေဖန်တီးပေးကြပါဆိုပြီးတော့ဖိအားပေးတာပေါ့။ဒါပေမဲ့လူငယ်တွေပြည်ပကိုထွက်ခွာနေတာက အလောက်ကိုင်မရှိတာထက်စစ်မှုထမ်းဥပဒေကြောင့်ဆိုတာကတိတိကျကျနဲ့မတိကျကျုံပြုတ်ပြီးတော့စောက်ပေါ်လို့လာပြောနေတာလို့ UMFCCI ကသတင်းရင်းမြစ်ကပြောပြထားပါဗျာ။အခြားတစ်ဖက်မှာလည်းစစ်တပ်ကပြည်ပကိုလူငယ်များတရားမဝင်ထွက်ခွာနေမှုများကိုရန်ကုန်လေစိမ်းမန္တလေးလေစိမ်းများမှာတားဆီးလျက်ရှိတဲ့အတွက်ကြောင့်တရားဝင်လမ်းကြောင်းများနဲ့ပြည်ပထွက်ခွာမှုများအလွန်ရော့ချသွားပြီးတော့တရားမဝင်နေဆက်ဖြတ်ကျော်ပြီးတော့ထွက်ခွာနေမှုတွေတိုးပွားလာနေတယ်လို့စုံစမ်းသိရှိရပါဗျာ။ လေးစိတ်မှာအသက်၈၈နှစ်ကနေအသက်35နှစ်အထိအလဲပတ်ရောအလုတ်ကင်အတွက်ရောထွက်ဖို့အတော်ကိုခက်ခဲလာပါတယ်စစ်စေးရေးဖွဲ့ကလည်းအလဲပတ်ဆိုရင်လေးလက်မှတ်ဟိုတယ်ဘိုကင်းဗီဇာရှိုးမန်နီစတာတွေပေါ့အလုတ်ကင်နဲ့ဆိုရင် OWIC အလုတ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်အစုံလင်ပါတာတောင်မှဘေးမထွက်တာမျိုးတွေရှိနေတော့လေးစိတ်ကနေထွက်တာအတော်လေးကိုနဲသွားတယ်ထွက်လို့ရတဲ့သူတွေကလည်း VIP လမ်းကြောင်းနဲ့တွားရင်တွားမတွားရင်တက်နဲ့ပတ်သက်တဲ့ဘောမတွေကြီးပဲအများစုထွက်ခွင့်ရကြတယ် နေဆက်ကနေတရားမဝင်ထွက်ကြတာများတယ်လို့ရန်ကုန်မြို့ကနေထိုင်းနိုင်ငံကို MOU အလို့သမားပို့ဆောင်ပေးနေတဲ့ပြည်ပလောက်ကန် agency manager တူကပြောဆိုထားပါဗျ။ရခိုင်ကတာချီလက်ကနေတစဲထိုင်းနိုင်ငံကိုတွားရောက်ပြီးတော့ပြည်ပနိုင်ငံများကိုဆက်လက်ထွက်ခွာမှုများရှိခဲ့တော့လေယခုအခါမှာစစ်တပ်ကနီလန်းမျိုးစုံနဲ့တင်းကျပ်နေတဲ့အတွာတာချီလက်လမ်းကြောင်းကနေတစဲပြည်ပနိုင်ငံများကိုတရားဝင်ထွက်ခွာရေးဟာလဲခက်ခဲလာတယ်လို့သိရပါတယ်လက်ရှိမှာစစ်မှန်ဥပဒေကိုတင်းရှောင်ရအတွာလူငယ်များဟာမလေးရှားနဲ့ထိုင်းနိုင်ငံများစီကို တရားမဝင်နေဆက်ဖြတ်ကျော်လမ်းကြောင်းများကနေတစဉ်တွားရောက်နေတာကိုတွေ့ရပါတယ်။မြောက်ပြည်ဖះအုံးစုတဝဲမောတောင်လမ်းကြောင်းများကနေထိုင်းနိုင်ငံကိုတရားမဝင်တွားရောက်နေတဲ့လမ်းကြောင်းများဖြစ်တယ်လို့သိရပါတယ်။ဖះအုံးစုကန်ဆာနာဘူရီကတော့အခုအတုံးအများဆုံးဖြစ်နေတဲ့လမ်းကြောင်းပေါ့။မြောက်ပြည်နဲ့တဝဲဘက်ကတော့တိုက်ပွဲတွေဖြစ်နေတော့ဒေသခံလောက်ကလွဲမတုံးကြဘူး။ထိုင်းဘက်ကိုတရားမဝင်ကူးကြတာအပြင်ထိုင်းကနေတစ်ဆက်မလေးရှားဘက်ကိုတွားကြတာလည်းများတယ်။နေတိုင်းဆိုရင်900နဲ့1000ကျော်ကိုတွားနေကြတာ။ လူငယ်လေးတွေကမြို့ပြကနေလာတဲ့ငငယ်ချောချောလေးတွေလို့ဘုရားသုံးသူကနေတဆင်ကန်ချနာဘူရီကိုကူးတန်းသွားလာနေတဲ့နေဆက်ကုံတယ်လည်းဖြစ်လက်နက်ကင်တပ်ဖွဲ့များနဲ့ဆက်ဆက်နေသူတို့ကရှင်းပြထားပါတယ်ဒါပေမဲ့မြန်မာလူငယ်များကတရားမဝင်နေဆက်ဖြတ်ကျော်ပြည်ပကိုထွက်ခွာနေရမှာထိုင်းနိုင်ငံအတွင်းကိုမြန်မာနိုင်ငံသားတရားမဝင်ဝင်ရောက်မှုကြောင့်ဖမ်းဆီးခံရမှုဟာတပတ်အတွင်းကိုလူဦးရေ3000ကျော်အထိရှိလာတယ်လို့မြန်မာရွှေပြောင်းအလို့သမားကူညီပေးနေတယ် AAC ကိုရဲမင်းကပြောပြထားပါတယ်လက်ရှိအချိန်မှာထိုင်းနိုင်ငံအတွင်းမြန်မာနိုင်ငံသားအများအပြားတရားမဝင်ဝင်ရောက်မှုကြောင့်ဖမ်းဆီးခံရမှုများဟာထိုင်းတရင်းများမှာနေတိုင်းလိုလိုဖော်ပြခြင်းခံနေရတယ်လို့သိရပါတယ်အခုစုံစမ်းထားတဲ့လောက်ကတော့ဆုလိုက်အပြုတ်လိုက်ဖမ်းခံရတာမျိုးတွေမကပဲနဲ့တအူးစားနှစ်အူးစားမကြာခဏဆိုသလိုဖမ်းခံရတာတွေအများကြီးဖြစ်နေပါတယ်တပတ်အတွင်းမှာကိုမြန်မာနိုင်ငံသားဖမ်းခံရတာ အယောက်3000ကျော်ရှိပါတယ်ဒီထက်ပိုဖို့ပဲရှိတယ်လို့ AAC ကိုရဲမင်းကရှင်းပြထားပါတယ်။ဒါအပြင်စက်တဘာလ16ရက်နေ့တည့်ရက်ထဲမှာတိုင်းနိုင်ငံကန်ချနာဘူရိခရိုင်အတွင်းမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား166ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းများမှာဖော်ပြထားပါတယ်။လက်ရှိမှာအကြမ်းမဆက်တကမြန်မာနိုင်ငံအတွင်းမတရားစစ်မှုထမ်းဥပဒေကိုအတင်းအကျပ်အကောင့်ထဲပေါ်နေတဲ့အပြင် ဘော်ဒါဆွဲဖမ်းဆီးမှုများနေရအနှက်လှုပ်ဆောင်နေတဲ့အတော့လူငယ်များဟာပြည်ပကိုထွက်ခွာရန်နှီးမျိုးစုံနဲ့ပုံမိုချိုးပန်းလာကြခြင်းဖြစ်တယ်လို့သိရပါတယ်။အခုထိုင်းအစိုးရကမြန်မာကိုပြစ်မှတ်ထားပြီးတော့ဖမ်းတာမျိုးမဟုတ်ပေမဲ့မြန်မာကနေထွက်လာတဲ့သူတွေများနေလို့ကိုဖမ်းဆီးခံရတဲ့သူတွေများလာတာဘွဲစားကတော့ဂျုံတဲ့နေရာမှာထားခဲ့တာပဲဘွဲစားစောင့်ခိုင်းတဲ့နေရာမှာစောင့်နေရင်းနဲ့ဖမ်းခံရတာမျိုးပေါ်လို့ AC ကိုရဲမင်းကပြောပြထားပါဗျာ ်အချက်မှတ်စစ်တပ်ကစစ်မှုထမ်းရန်အကျုံးဝင်တဲ့အသက်16နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားလူငယ်များကိုပြည်ပကိုအလုတ်ကိုင်းနဲ့ထွက်ခွာမှုများလုံးဝခွင့်မပြုဘဲအမိန်ထုတ်ပြန်တားမြစ်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဘကူးတိုင်းနယ်မွန်ပြည်နယ်မှာလိုင်စင်မဲ့ကားတွေဖမ်းဆီးမှုနဲ့အတူဖမ်းဆီးခဲ့တဲ့ရင်းပိုင်ရှင်တွေကိုပါစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့ခေါ်ဆောင်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့မေလကုန်ပိုင်းကစတင်ပြီးတော့နိုင်ငံနေရအနှံ့ကစစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာလိုင်စင်မဲ့ကားဆိုင်ကယ်နဲ့သုံးမိန်ဆိုင်ကယ်တွေကိုဖမ်းဆီးနေတယ်လို့သိရပါတယ်။ပဲခူးတိုင်းနဲ့မော်ပြည်နယ်မှာတော့လိုင်စင်မဲ့ကားတွေနဲ့အတူရင်းပိုင်ရှင်တွေကိုပါဖမ်းဆီးနေပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့စုဆောင်းနေတယ်လို့ဒေသခံတွေက ပြောပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့ပဲခူးတိုင်းနဲ့မော်ပြည်နယ်တွေကမြို့တွေမှာတော့ ဂျေးရွာတွေကလူသွားလူလာများတဲ့လမ်းစုံတွေနဲ့စစ်ကောင်စီတပ်သားတွေအထိုင်ချထားတဲ့ဂိတ်တွေမှာလိုင်စင်မဲ့ကားဖမ်းဆီးမှုတွေကိုလုံဆောင်လေးရှိတယ်လို့သိရပါတယ်။ဖမ်းဆီးတဲ့အခါမှာကားနဲ့အတူပါလာတဲ့လူကိုပါသက်ဆိုင်ရာရဲစခန်းတွေနဲ့စစ်ကောင်စီရဲ့ဂိတ်စခန်းတွေမှာထိန်းသိမ်းထားတယ်လို့သိရပါတယ်။မွန်ပြည်နယ်မှာတော့နေအိမ်နေတဲ့အထိပါ လိုင်စင်မဲ့ကားတွေကိုဝင်ဖမ်းနေတယ်လို့ကားနဲ့အတူကားပိုင်ရှင်တွေကိုပါခေါ်ဆောင်သွားတယ်လို့ကြိုက်ထုံမျိုးကန်တအုပ်ကပြောပါတယ်။ စေဘုတ်တန်းကတော့ဆွဲနေကြတာပဲအဓိကကတော့ဆိုင်ကယ်လိုင်စင်အကြောင်းပြချက်နဲ့ပေါ့သူက site ထဲမှာအလုပ်လုပ်နေတာသူကကွန်ရထွက်ဝယ်တာတဲ့အဲ့ဒါ transformer ဘေးနားမှာဆိုင်ကယ်ရပ်ထားတာကားဖြူလေးနဲ့ဆင်းလာပြီးတော့ဇက်ပိုးတွေပါတွေအုပ်ပြီးခေါ်သွားတာကားဘော်ကရဲတယောက်ဆိုင်ကယ်မောင်းပြီးတော့ဖမ်းသွားတယ်တဲ့အဲ့ဒါသူ့အိမ်ကတော့အမခံနဲ့လာတွေ့ပါဘာညာပြောတယ်အဓိကကတော့ဒီကောင်တွေကပလင်းကြီးဆွဲရင်မဖြစ်ဘူးလေအခုကဆိုင်ကယ်တွေကိုအကြောင်းပြချက်နဲ့ဆွဲလို့ကောင်းတာပေါ့သိတယ်မလား အဲ့ဒီမှာပေါ်တာဆွဲတာမဟုတ်ဘဲနဲ့ဆိုင်ကယ်အကြောင်းပြချက်နဲ့ဆွဲတယ်ဆိုတဲ့ပုံစံပေါ့ဖမ်းဆီးခံရတဲ့သူတွေရဲ့မိသားစုတွေကတပ်ဆိုင်ရာရက်ကျေးအုပ်ချုပ်ရေးမှုတွေရဲ့အကူအညီနဲ့ငွေချက်350ကစပြီးတော့တိန်းရာချီပေးကမိသားစုတွေကဆက်သွယ်ပြီးလိုက်ထုတ်ရတာမျိုးတွေရှိသလိုပတ်စံပေးပေမဲ့လည်းပြန်မလွတ်လာတဲ့သူတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပြထားပါတယ်။တချို့မျိုးတွေမှာတော့ဖမ်းဆီးခံရတဲ့သူတွေကိုသူတို့ရဲ့ကားနဲ့အတူခေါ်ဆောင်သွားပြီးတော့မိသားစုနဲ့အဆက်အသွယ်မရတော့ဘဲရှေ့တန်းရောက်မှပြန်လည်ဆက်သွယ်လာတာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။ မတော်မြို့မှာတော့မြို့ထဲနေရာအနှံ့မှာလိုင်စင်မဲ့ကားတွေဖမ်းဆီးတာနဲ့အတူဘော်ဒါဆွဲဖမ်းဆီးခံရတာတွေများနေတာကြောင့်လက်လုံလက်စားနေစားအလုပ်သမားတွေအနေနဲ့အပြင်ထွက်ပြီးတော့အလုပ်လုပ်ကင်ဖို့အခက်အခဲတွေလည်းကြုံနေရတယ်လို့ပြောပါတယ်။မတော်မြို့ကန်တယောက်ကဆိုင်ကယ်ကလိုင်စင်မရှိဘူးလူဆွဲသွားတယ်ဆိုရင်တော့ဆိုင်ကယ်ရောလူရောအပြီးပဲတကယ်လို့လိုက်နိုင်ခဲ့ရင်တော့မှဆိုင်ကယ်ကပြန်မရဘူးလူကတော့ပြန်လှုပ်ပေးတယ် ပေါ်တာဆွဲတယ်တော့မဟုတ်ဘူးပေါ့ဗျာ။ license ဖမ်းတယ်ဆိုပြီးဖမ်းတာမတော်မြုံမာတယ်ပြန်မြအယောက်40လောက်ဖမ်းခံရပြီးတော့20ဝန်းကျင်လောက်ပဲပြန်လွတ်လာတယ်။နဆယ်ကအပိပါသွားတာမတော့မှာအဖမ်းခံရတဲ့ဆိုရင်တော့မတော့အပိုင်းရဲစခန်းကိုသွားလူကြီးတွေဗားရီစီကိုသွားပြီးတော့ဒီလူတယောက်ကိုထုတ်ပေးမယ်ဆိုရင်ဘယ်လောက်ပေးမယ်ပေါ့အဲ့ဒီလိုပြောပြီးတော့မှတချို့လူတွေကြောက်တော့လဲပတ်စံတော့ကုန်သွားတယ်လူပြန်မရလိုက်တာတွေလည်းရှိတယ်တချို့လူတွေကြောက်တော့လဲပတ်စံတော့ကုန်တယ်လူတော့ပြန်ရလိုက်တယ်လို့ရှင်းပြထားပါတယ် စစ်ကောင်စီကအခုဇန်နဝါရီလကနေစက်တဘာလအတွင်းစစ်မှုရအပတ်စဉ်6ကနေ18ရက်အထိအပတ်စဉ်6ခုဖွင့်လှစ်ခဲ့ပြီးတော့လူငယ်8000ကျော်စစ်မှုရအတွက်ဖမ်းဆီးခံခဲ့ရတယ်လို့အန်ယူဂျီလူခွင့်ရေးဝန်ကြီးဌာနရဲ့စည်ရင်းတွေအရသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ကောင်စီကစစ်ရင်အားလိုအပ်ချက်အတွက်ဤမျိုးစုံနဲ့လူသစ်စုဆောင်နေတဲ့အတော့လူငယ်များအသွာလာတရိထားကြရန် KNU ဘိတ်တော်ဝေခရိုင်ကတရိဘေးပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာရီမြို့နယ်မောရောင်နယ်ဆက်ထိန်းချုပ်နိုင်ရေးအတွက်ထိုးစစ်ဆေးမှုအပါအဝင်တနင်္လာရီတိုင်းအတွင်းစစ်စင်ရေးများမှာစစ်ကောင်စီကပြည်သူ့စစ်မှုထမ်းများကိုအဓိကအသုံးပြုနေတယ်လို့၎င်းကပြောဆိုထားပါတယ်။သူတို့ကအင်အားသုံးတာကပြည်သူ့စစ်တွေပေါ့ ြည်သူစစ်မှုထမ်းနေစုပြီးတော့ရှေ့တန်းကိုပို့တာကျွန်တော်တို့တခုပြောချင်တာကအဓိကလူငယ်တွေကိုပါလူငယ်တွေအသွားလာတတိထားဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့တင်းနေတိုင်းတိုင်းလုံးကိုသူတို့စစ်မှုထမ်းနေရတယ်လို့ဆွဲထည့်နေတယ်အဲ့ဒီတော့အသွားလာယူဆိုင်ကြပါလို့ KNLA သတင်းရင်းမြစ်ကရှင်းပြထားပါတယ် စစ်မှုထမ်းများကိုစစ်ကောင်စီကအချိန်တိုတင်တန်းနေပေးပြီးတော့ရှေ့တန်းပို့နေခြင်းဖြစ်တယ်လို့၎င်းကရှင်းပြထားပါတယ်စစ်ကောင်စီဟာတနင်္သာရီတိုင်းမှာသာမကနိုင်ငံတဝန်းလုံးမှာလူသစ်စုဆောင်းမှုများအချိန်ဟုန်မြင့်လှုပ်ဆောင်လျက်ရှိပြီးတော့ရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်နေရာစစ်ကောင်စီတပ်ကထွက်ပြေးတဲ့စစ်ကောင်စီတပ်သားများစွာလည်းရှိနေတယ်လို့သိရပါတယ်စကိုင်းတိုင်းကလေးခိုင်ပြည်သူ့ကာကွယ်အဖွဲ့ပကဖဒရုန်းတပ်ဖွဲ့ထံကိုပြီးခဲ့တဲ့နှစ်လအတွင်းအလင်းဝင်ရောက်လာသူစစ်ကောင်စီတပ်သား14ဦးရှိရာ အများစုဟာစစ်မှုထမ်းတပ်သားတွေများဖြစ်တယ်လို့ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူရဲဘော်ကလားလေးကရှင်းပြထားပါဗျ။စေကောင်စီကပေါ်တာဆွဲဖမ်းဆီးခံရတဲ့ရဲဘော်တွေ14ယောက်ရှိပါတယ်။စေကောင်စီဘက်ကပေါ်တာဆွဲတဲ့ပြည်သူအများစုကတော့ရန်ကုန်၊ပဲခူး၊ပြည်အေရဝတီအဲ့ဒီဘက်ကပြည်သူတွေပဲများတယ်။အရိကပြောချင်တာကအဲ့ဒီဘက်ကသူတွေကိုကျွန်တော်ပြောချင်တာပါ။ဂရုစိုက်ကြပါလို့ရဲဘော်ကလားလေးကသတိပေးထားပါဗျ။ လူငယ်များအားအိမ်ထဲအထိဝင်ရောက်ပေါ်တာဆွဲခြင်းလမ်းမြောက်မှာပေါ်တာဆွဲခြင်းတွေကိုတနိုင်ငံလုံးနှီးမျိုးစုံနဲ့လှုပ်ဆောင်နေတဲ့အတွက်လူငယ်များအနေနဲ့တော်လိုင်းအင်အားစုများရဲ့နေမင်းများကိုလာရောက်ခိုးလုံနိုင်တယ်လို့၎င်းကပြောဆိုထားပါတယ်စစ်ကောင်စီကမတရားပေါ်တာဆွဲနေတာကိုသိနေတယ်လို့စစ်တပ်အာဏာသိမ်းထားတာဟာလည်းငားနဲ့ရှိပြီဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်လူငယ်များအနေနဲ့နိုင်ငံရဲ့နိုင်ငံရေးတော်လိုင်းရေးမှာပါဝင်ကူညီပေးကြပါရန်လဲကလေးခရိုင်ပကပဒရုန်းတပ်ဖွဲ့တာဝန်ရှိသူကတိုက်တွန်းထားပါတယ် စစ်ကောင်စီဘက်ကပေါ်တာဆွဲသွားလို့ပါသွားခင်မလွယ်ဘူးဗျရှင်းရှင်းပြောရင်အတအမကမရှိဘူးပေါ့ကျွန်တော်တို့ဘက်မှာဆိုရင်တော့လူလိုလူလိုဆက်ဆံတဲ့တော်လိုင်းတပ်ဖွဲ့တွေဖြစ်တဲ့အတွက်လူလိုဆက်ဆံတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုဝင်ဖို့ပဲအကြံပေးကြပါတယ်လို့ရဲဘော်ကလားလေးကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အခြားမှာစစ်အာဏာရှင်စနစ်ဇိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ